အဲဒီအနုပညာမျိုးရိုးတခုအနေနဲ့ရှိရတာကိုလည်းဟိုဝမ်းသာချိန်နှက်မိပါတယ်ဆိုပြီးဆိုလို့ရှိရင်ဒါအနုပညာတက်တန်းဆိုပြီး73နှစ်ရလောက်တာဆိုတော့တက်တန်း20ပြည့်တော့မယ်ကို့အမတွေကရှေ့မှာရဟန်းအောင်မြင်တဲ့အနုပညာရှင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီရဲ့ပေါ့နော်အော်ဘသူရဲ့ညီမလေးမာကြီးရဲ့ညီမလေးမာတာရဲ့ညီမလေးဆိုပြီးတော့ဒါပြိတ္တကတော့တန်းပြီးတော့ ဘယ်လိုပြောသတိထားမိတယ်ပေါ့နော်သတိထားမိတယ်အဲ့ဒီအပေါ်မှာအဆိုပြီးအနေနဲ့လဲတက်နိုင်သလောက်ပေါ့နော်ဆိုပြီးအတက်နိုင်ဆုံးဆိုပြီးအစူးစမ်းစူးစမ်းမှုလေးရှိခဲ့တယ်တထိုးကသူ့ဖေရောက်ကလေးနောက်တလားလောက်နေတော့သူ့ရုပ်ဖြစ်သွားသူ့ရလာတလားသူ့ရုပ်ဖြစ်သွားတော့အဲ့တော့တရုပ်ထဲတော့အခု treasure ငငယ်ရရုပ်ကလေးနဲ့တထိုးရုပ်ကလေးတော်တော်တူပဲနော် က်တာနဲ့တော့အကောင်လုံးကအမှုပညာမျိုးရိုးဆိုတဲ့ကုမ္ပဏီတစ်ခုတော့ရှိနေတယ်ဆိုတော့အဲ့ဒီပေါ်မှာဘလောက်တောင်ပေါ်ကြရတယ်အဲသဘောကျပါတယ်ကိုကားကြတော့လေအမှုပညာကိုအရန်ချစ်တဲ့ထဲမှာပါတယ်ဆိုပြရကြတော့အမှုပညာလောက်ရတာကိုအရန်ပျော်တဲ့ထဲမှာပါတယ်အရန်ယူတွတ်တဲ့ထဲမှာပါတယ် ။နောက်ဆိုဖီယာတယောက်ဆောင်အရန်ဖြစ်ချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာပဲပြောကိုလေးအဲဒီအနုပညာမျိုးမျိုးတစ်ခုအနေနဲ့ရှိရတာကိုလည်းဟိုဝမ်းသာခြေနှက်မိပါတယ်။အကိုကိုတိုင်းလည်းကိုဝါသနာပါတဲ့အနုပညာအလုပ်ကိုလုပ်ခွင့်ရတာကိုလည်းတကယ်ကိုဝမ်းသာခြေနှက်မိတယ်။နောက်တစ်ခုကကြတော့ဆိုဖီဆိုလို့ရှိရင်ဒါအနုပညာတက်တန်းဆိုဖီ73နှစ်ရလောက်တာဆိုတော့တက်တန်း20ပြည့်တော့မယ်။တက်တန်း20ပြည့်တော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့အော်ဒီအချိန်အထိပေါ့နော်ကိုကိုဟို ဘယ်လိုပြောမလဲချစ်ခင်ပေးတဲ့သူလေးတွေရှိရှိနေသေးတယ်ဆိုတာဆိုတဲ့အပေါ်မှာတော့ဝမ်းတာတယ်အရန်ဝမ်းတာပါတယ်အဲ့ဒါလေးတခုတော့ဟုတ်ချစ်ခင်ဦးလားဘယ်လိုတော့မဖြစ်ပါဘူးအဲ့လိုတော့မဖြစ်ပါဘူးဟိုဘယ်လိုပြောမလဲအဲသူတို့ချစ်လို့ပြောတဲ့အရာမျိုးလေးကြီးလည်းရှိတယ်လို့ဒါလူကတော့အမျိုးမျိုးပေါ့နော်ဟိုပြောချင်လို့ပြောတဲ့သူလည်းရှိတယ်လို့ချစ်လို့ပြောတဲ့သူတွေလည်းရှိရယ်ဆိုတော့အဲ့ပုံမှာတော့ဟိုစိတ်ချင်းချက်တာမျိုးတန်ရှင်းဖြစ်တာမျိုးတော့မရှိပါဘူး လိုမျိုးတော့အဲ့လိုမျိုးတော့မရှိဘူးအာရှိလည်းရှိမှာပေါ့နော်ရှိတဲ့သူလည်းရှိမှာပေါ့နော်ဒါပေမဲ့လည်းဟိုပြိဿကနောက်ပိုင်းတော့နောက်ပိုင်းတော့ဆိုပြထင်တာတော့ပေါ့နော်ဟိုအနုပညာရှင်တွေရဲ့အနုပညာရှင်ဆိုတာလည်းဒါကတူတူပဲလေနော်ဟိုဘယ်လိုပြောမလဲဥရှင်တေယုတ်ဆောင်ဆိုတာကလည်းအပြင်ကမိန်းကလေးတူပဲလေအဲ့တော့အဲ့ဒီအပေါ်မှာတော့အရန်ကြီး ဘယ်လိုပြောမလဲတဝင်းတူရာမျိုးတော့မရှိဘူး live ကိုနားလဲပေးတယ်ပြောရမှာပေါ့เนาะအခုနောက်ပိုင်းပြည်သက်တွေကတော့သူတို့ရဲ့ဖြစ်တင်မှုသူတို့ရဲ့ live ကိုဒါနားလဲပေးရလို့ပဲဆိုပြီးမြင်ပါတယ်ဟုတ်အိုးလူတိုင်းလူတိုင်းမှာတော့အခက်အခဲအခက်ခဲဆိုတော့လူတိုင်းမှာရှိရဲဆိုတော့ဆိုပြီးအနေနဲ့အခက်ခဲတွေကိုတော့အများကြီးတော့အိုးခက်ခဲလိုက်တာလို့တော့မပြောချင်ဘူးအဲဆိုပြီးတော့ဒီအမှုပညာမျိုးမျိုးရှိရဲမှန်တယ်ဒါပေမဲ့လည်းလူတိုင်းလူတိုင်းမှာလည်းအခက်ခဲဆိုတာရှိရဲဘလောက်ပဲအမှုပညာမျိုးမျိုးရှိတယ်ပဲပျော်ပျော် ချို့အရာတွေကအတိတ်ကဆရတာဖြစ်တဲ့ကြောင့်မို့လို့တချို့သောသူတွေရဲ့ဟိုနှလုံးအမြင်မှာအထင်သေးတာမျိုးတွေဟိုဘယ်လိုပြောမလဲဟိုဘယ်လိုပြောမလဲအတိတ်တရောက်ဖြစ်တဲ့ကြောင့်မို့လို့ဟိုအများတချို့အရာလေးတွေပေါ့နော်ကြုံဆုံကြုံဆုံခဲ့ရတာမျိုးလေးတွေဒါရှိကောင်းရှိရပဲဒါပေမဲ့ဒါကဒါတိ ဟိုလူတိုင်းလူတိုင်းမှာလဲကြုံရတဲ့ဆုံရတဲ့အရာအရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတယောက်တည်းကြုံရတာမျိုးလဲမဟုတ်တဲ့အတွက်ကြောင့်မို့လို့အဲဆိုပြီးအထွေအထူးတော့မပြောတော့ဘူးပေါ့နော်မပြောချင်တော့ဘူးဟိုဘယ်လိုပြောမလဲပမွားလေးလို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒါမှပြောချင်တာကလူတိုင်းလူတိုင်းမှာဘယ်အလုပ်ပဲဘယ်လုပ်ငန်းကိုဘယ်ဟာပဲစစလူတွေဒီအားလုံးတွေတူညီနေတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့တွဲခေါ်တဲ့သူတွေလည်းရှိမယ်ဟိုဖိမားတဲ့သူတွေလည်းရှိမယ် အဲတချို့ကြတော့လဲတချို့တော့စိတ်ပေါ့နော်တချို့တော့စိတ်အဲ့လိုပုံစံမျိုးကြီးလည်းရှိမယ်ဒါကတော့လူတဘာဝဆိုတော့ရှိတတ်တယ်ပေါ့ဟုတ်ဟုတ်အာဘယ်လိုပြောရမလဲအာဒီအတုပညာလောကတွေကိုစောင့်ဝင်တဲ့အချိန်မှာဒါကိုအမတွေကရှေ့မှာရဲအောင်မြင်တဲ့အမှုပညာရှင်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဒီရဲ့ပေါ့နော်အော်ဘသူရဲ့ညီမလေးမာကြီးရဲ့ညီမလေးမာတာရဲ့ညီမလေးဆိုပြီးတော့ဒါပြိတ္တကတော့တန်းပြီးတော့ ဘယ်လိုပြောသတိထားမိတယ်ပေါ့နော်သတိထားမိရဲ့အဲ့ဒီအပေါ်မှာဆိုပြီးအနေနဲ့လဲတက်နိုင်သလောက်ပေါ့နော်ဆိုပြီးအတက်နိုင်ဆုံးဆိုပြီးအစူးစမ်းစူးစမ်းမှုလေးရှိခဲ့တယ်အဲ့ခါကျတော့ဟိုပရိသတ်ရဲ့အပင်းမှုကတော့အဓိကပေါ့နော်ပရိသတ်ရဲ့အပင်းမှုအဓိကလဲဆိုပြီးတော့စူးစမ်းခဲ့ရဖြစ်တဲ့ကြောင့်မို့လို့အခုချိန်ပြန်ကြည့်တဲ့အခါမှာလဲကိုဝါသနာပါတဲ့အလုပ်ကိုလဲလုပ်ရတယ်ပြီးတော့ကိုရဲ့ဝါသနာပါတဲ့အလုပ်နဲ့ကိုမိဘကိုလဲကိုလှုပ်ချွေး ခွင့်ရတယ်ပေါ့နော်ဒါလေးတွေကကိုယ့်အတွက်ကျေနပ်စရာတွေကြီးပါပဲဟိုအမြဲတမ်းပြန်တွေးတိုင်းလဲဆိုပြီးအနေနဲ့အဲကိုဝါသနာပါလောက်ခဲ့ရတာရောအကုန်လုံးကိုကျေနပ်ပါတယ်ဟုတ်ဒါဥပညာဒီလို က်ထပ်ကိုယ့်နောက်မှာလိုက်လာမဲ့သူတွေကဘယ်လိုလဲမြင်နေပြီလဲရှိနေပြီလို့ထင်နေလားဒါခြေလမ်းတော့မဲ့မျိုးဆက်တလေးတွေပေါ့အခုလောလောဆယ်တော့ treasure ပေါ့အဲအခုလောလောဆယ်တော့ treasure ပေါ့သူဆိုလို့ရှိရင်ဒါစုပ်ပြည့်ဆိုရင်အသက်73နှစ်မှာမိဘလုပ်ကြည့်ရသူဆိုရင်ပေါ့စာပေါ့စာလေးတွေကမိဘလုပ်ကြည့်ရလေအဲအကြောင်းဟိုဘယ်လိုပြောမလဲအဲ့ဒါတွေရလဲလေ မားဒီဆိုလို့ရှိရင်လည်းအာဆိုဖီရဲ့အမဆိုလို့ရှိရင်လည်းဟိုတမီးလိမ်ပါတမီးလိမ်ပါဆိုတာတကယ်အရန်လိမ်ပါတယ်အဲ့လိုမိဘအပေါ်မှာရန်တိတက်တယ်ရန်ဟိုဘယ်လိုပြောမလဲကိုမမူလို့ပြောတာမဟုတ်ပါဘူးတကယ်ပါသူအရန်တိတက်ပါတယ်လိမ်ပါတယ်အာမိဘချစ်တယ်ပေါ့မိဘချစ်တယ်ပြီးတော့ငငယ်လေးတွေကသူလည်းလှုပ်ကြွေးတယ်ပေါ့နော်ဆိုတော့ အော်ဆိုပြီးတော့ဗုဒ္ဓဘာသာဖြစ်တယ်ကြမလို့အော်ဒီအကျိုးလေးတွေကလို့ပြန်ပြီးတော့ပေးတယ်သမီးလေးမွေးတဲ့အချိန်မှာလည်းကလေးလေးကငငယ်လေးနဲ့ဟာလာသူ့အများကြီးကန်ကောင်းခြင်းတွေပေးတယ်အများကြီးလှုပ်ပေးတယ်ပေါ့နော်ဆိုတော့ဒါဘာပဲပြောမိဘပေါ်မှာစေတနာထားခဲ့တဲ့အတွက်ကြောင့်မလို့မှန်ကန်တဲ့စေတနာထားအကျိုးပေးတာပဲလို့ဆိုပြီးမြင်ပါတယ်ဟုတ် အဲ့ဒါတော်တော်ထူးဆန်းတယ်နော်တော်တော်ထူးသူ့အမိတော်တော်မွေးတတ်တယ်ဟုတ်တော်တော်ထူးဆန်းတယ်ဘာလို့လဲဆိုတော့လေ crusher ငငယ်တော့ကမားဒီနဲ့တရုတ်แท้တရုတ်แท้တရုတ်แท้ဆိုတော့အော်အမေသူသမီးလေးမွေးတယ်ပေါ့ဆိုတော့တတော်မွေးတဲ့အချိန်မှာဆိုပြကခီးထွက်နေတော့ချက်ချင်းသူ့မွေးတဲ့အချိန်မှာချက်ချင်းမသွားနိုင်ဘူးဒါပေမဲ့ခီးကပြန်ရောက်တဲ့အချိန်မှာသွားတဲ့အချိန်မှာတတော်ကသူ့ဖေရုပ်ကလေးသူ့ဖေရုပ်လေးအဲ့ပြီးတော့ နောက်တလားလောက်နေတော့သူ့ရုပ်ဖြစ်သွားတော့သူ့ရဲ့လားတလားသူ့ရုပ်ဖြစ်သွားတော့အဲ့တော့တရုပ်ထဲတော့အခု treasure ငငယ်ရရုပ်ကလေးနဲ့တရုပ်ရုပ်ကလေးတော်တော်တူပဲနော်အာ treasure အကြတော့ဆိုပြီးငငယ်တုန်းကပုံစံအတိုင်းဖြစ်တာဆိုပြီးကလေးဘဝတုန်းကကြတော့မာကြီးတို့နဲ့ကြတော့ဆိုပြီးကအသက်กว่าတယ်กว่าတယ်အာဟုတ်တယ်အသက်กว่าတယ်မာတီနဲ့ဆိုပြီးနဲ့ကြတော့6နှစ်ပဲกว่า 6နှစ်ပဲกว่าတော့ဆိုပြီးอ่ะစော့ဘော်စော့ဘက်ကသူ့မိကိုတွတ်ချအမိပေါ့မာဒီပဲရှိရစော့ဘော်စော့ဘက်ကဆိုတော့မာဒီအိမ်လာလဲပြီဆိုတအားပျော်อ่ะပြန်ပြီဆိုငိုတယ်မပြန်နဲ့အဲ့လိုမျိုးပေါ့เนาะအဲ့လိုပြန်အဲ့လိုပြန်ဖြစ်နေอ่ะပေါ့เนาะအခုထွရှားကြတော့လဲ तू อ่ะအဆော့မတ်တယ်အတော်လာလို့ရှိရင် तू စော့ခြင်းနဲ့အဲ့သူ့ရုပ်လေးတွေပြခြင်းနဲ့ခလေးဆိုတော့လေအဲ့အဲ့လိုမျိုးပေါ့နောက်ပြီးတော့အဲ့ချစ်တယ် तू อ่ะ तू อ่ะအတော်လဲချစ်တယ် ြစ်တာပေါ့သူ့မိရဲ့ဒီ messenger ကနေပြီးတော့အတန်ဖိုင်ကြီးလှန်လှန်ပြီးပို့တာသူ့အတန်နဲ့မိထွက်ရှာတို့မိနေပြီလားတို့ဗာခီးပါထွက်လို့ရှိရင်ထွက်ရှာတို့မိနေပြီလားတို့အဲ့ဒါမျိုးတက်တယ်သူကချွဲလဲချွဲတယ်ဘာတွေပူဇာတက်နေပြီလဲအဲ့လိုတော့မပူဇာဘူးခလာအဲ့လိုတော့လေဟိုဟိုအယုံလို့ခြင်းနဲ့ဘာလို့ခြင်းနဲ့အဲ့လိုတော့မပူဇာဘူးဘာပူဇာဆိုတော့ဒီနေ့သူ့အိမ်သွားရဆိုနောက်နေ့လည်းလာခဲ့ပါနော်အဲ့လိုအဲ့လိုပူဇာတယ်အဲဆိုပြီးတော့မာတီတို့အိမ်သွားပြီဆိုလို့ရှိရင်မောင်ကချက်သွားတာတို့ တစ်ခုခုပေါ့နော်အဲ့လိုမျိုးချက်ပြုတ်ပြီးတော့မှအတော်လည်းရှိရောလေအဲအဲ့တော့အဲ့လိုမျိုးချက်ပြုတ်ပြီးတော့မှယူသွားတာပေါ့ကိုယ့်အိမ်ကနေယူယူသွားပြီးတော့နေတယ်ဆိုလက်တနေကုန်အဲ့လိုနေပြီးတော့မှပြန်လာဆိုတော့လေ